အတင်းထားပါဘဝဆိုတာဆိုင်းလေထန်တဲ့ပင်နေပြင်လို့ပါပဲတခါတလေဆိုင်းနေပြီးตายရပါမယ်တခါတလေကြတော့မုံတိုင်းထန်ပြီးခြံလုံးကြီးတွေနဲ့ရဆိုင်ရပါရဲ့ဒီလိုအခြေမျိုးမှာကိုကိုကိုအာတင်းထားဖို့စိတ်တက်မကြဖို့အရေးကြီးဆုံးပါပဲလူတိုင်းမှာ ကိုယ်ပိုင်အခက်ခဲတွေစိတ်ခေါ်မှုတွေရှိကြပါရဲ့အလောအကိုင်းပညာရေးလူမှုဆက်ဆံရေးဒါမှမဟုတ်ကျမ်းမာရေးနဲ့ဆိုင်ရာပြဿနာတွေစသဖြင့်အမျိုးမျိုးသောဖြစ်အားတွေနဲ့ကြုံတွေ့ရနိုင်ပါရဲ့ဒီလိုအခါမျိုးမှာစိတ်တက်ကြခြင်းစိုးရင်ပူပန်ခြင်းတွေကတဘာဝပါပဲဒါပေမဲ့ ဒီစိတ်သက်ခံစားချက်တွေကတင့်ကိုသွမ်းမိုးခွင့်မပေးပါနဲ့အခက်အခဲတွေကိုဘယ်လိုကြော်သွားမလဲကိုကိုကိုယုံကြည်မှုရှိပါတဲ့ဟာဒီအခက်ခဲတွေကိုကြော်လွားနိုင်စွမ်းရှိရဲဆိုတော့ကိုကိုကိုယုံကြည်တယ်အတိတ်ကတဲအောင်ငင်ခဲ့ဘူးတဲ့အရာတွေကိုပြန်တွေးပြီးအားအင်ယူပါ အကောင်းမြင်စိတ်မွေးပါ အခက်အခဲတိုင်းမှာသင်ငန်းစာတစ်ခုခုနဲ့အခွင့်အရေးတစ်ခုခုရှိနေတတ်ပါတယ်ပြဿနာရဲ့အကောင်းဘက်ကိုကြည့်တတ်အောင်ကြိုးစားပါ အကောင်းမြင်စိတ်ကသင်ကိုခွန်အားပေးပါလိမ့်မယ်ပါဝဲခြင်းကိုအကူအညီတောင်းပါတေဟုတ်တဲ့ရင်ဆိုင်ရတာပင်မန်းလာတဲ့အခါ ချစ်ခင်ရသူတွေမိတ်ဆွေတငယ်ချင်းတွေမိသားစုတွေကိုရှင်ဖွင့်ပါသူတို့ရဲ့ထောက်ခံမှုနဲ့အကြံဉာဏ်တွေကတင့်ကိုများစွာအထောက်အကူပြုပါနိုင်တယ်ကိုကိုကိုယူဆိုင်ပါစိတ်ဖြည့်စည်းမှုများလာတဲ့အခါကိုကိုပို့ပြီးယူဆိုင်ဖို့လိုအပ်ပါလုံလောက်တဲ့အိဆက်အနာယူမှု ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစာအသောက်ရေးချင်ငယ်လှုပ်ခြင်းစားတာတွေကတဲ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးကို အကောင်းမွန်စေပါတယ်သိငယ်တဲ့အောင်မြင်မှုကိုဂုံပြုမှာကြီးမားတဲ့ပန်းနိုင်တစ်ခုကိုတခါတည်းရောက်ဖို့မလွယ်ပါဘူးခြေလမ်းတသေးလေးတွေနဲ့ အစတင်ပြီးတင်လုံးနိုင်ခဲ့တဲ့အောင်မြင်မှုတသေးလေးကိုဂုဏ်ပြုပါ။ဒါကတင့်ကို ရှေ့ဆက်ဖို့ခွန်အားဖြစ်စေပါလိမ့်မယ်။ဘဝဆိုတာအမြဲတမ်းဖြောက်ဖြူးနေမှာမဟုတ်ပါဘူး။အနေအမြင်တွေအသက်အချရရှိနေပါပါပဲ။အရေးကြီးတာကဘယ်လိုပဲခက်ခဲပါစေ။ ဘလို့ပဲစိတ်တဲ့ကြစေရာတွေကြုံလာပါစေအားတည်းထားပါတင်တယောက်တည်းမဟုတ်ပါဘူးတင်ဟာဒီအခက်ခဲတွေကိုကြော်လွားနိုင်စွာရှိခဲ့မယုံဉာဏ်နိုင်စရာကောင်းလောက်အောင်ချန့်ခိုင်သူတယောက်ဆိုတာမမေ့ပါနဲ့ဒီဗီဒီယိုလေးကိုအပောင်းနှိပ်ထားနိုင်ပါတယ်